နေနေရကမျောလင်းဆောင်စားနေကြတဲ့ရွှေစကားငွေစကားမိတ်ဆွေမိသားစုများအားလုံးကိုစိတ်နှဖျားကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာ။ရွှေစကားငွေစကားအစီအစဉ်ကျွန်တော်ညစဉ်စူးစမ်းပြီးတော့တင်ဆက်ပေးနေပါတယ်။အနေနဲ့ရကမိတ်ဆွေများအတွက်လည်းပဲအသုံးတကျအကျိုးထူးကြတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက် ဝမ်းသာမိပါတယ်ခင်ဗျအခုကတော့ဖြင့်စက်တင်ဘာလ28ရက်နေ့အတွက်ရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဥစွာသတင်းအခြေတအားကြီးပါတော့တင်းငွေသားသမီးမိတ်ဆွေများအတွက်နည်းနည်းလေးကံကလေးရှေ့တူအောင်မလို့နောက်ဆိုအောင်မလို့ဆက်ကြိုးစားမလို့နောက်ဆိုအောင်မလို့ဖြစ်တတ်တယ်ကံကြမ္မာဂုံးတက်ကိုယုံတဲ့နေရတယ်လို့ပဲနောက်ခြေတလန်းလှမ်းနိုင်ရင်တော့အောင်မြင်တောင်ထိပ်ကိုရောက်ပါပြီဒီချိန်လေးမှာတော့ခြေကုန်လက်ပတ်နေကြ လက်မှန်ချခြင်းတို့လိုနောက်ဆုတ်ခြင်းတို့လိုဖြစ်တတ်တယ်။အဲ့ဒါမျိုးများကြုံလာခဲ့ရင်တော့ဖြစ်ဆက်တိုးမဲ့လမ်းကိုပဲရွေးပါလို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ဒုက္ခအနေပြဿနာကြီးမှမရှိဘူးဇပင်လေးနဲ့ချောင်းသုံးချောင်းလောက်ဖြူအောင်စိတ်နောက်ရှိလေးတွေရှိတတ်ပေမဲ့ငွေကုန်ကြေးကြလေးတွေငွေယူပေါက်ပစ္စည်းယူပေါက်လေးတွေများတတ်ပေမဲ့ဒီအချိန်မှာအားခက်ပြီးစူးစမ်းမကြခင်မှာအောင်မြင်ခြင်းအသိပွင့်ပျော်ပျော်ကြီးခံစားရတော့မှာပါလို့နော် အဲ့တော့ဒီလိုကိမျိုးမှာစတူတွဲပြီးလုပ်မဲ့ကိစ္စတွေစာချုပ်ချုပ်ပြီးလုပ်ရမယ့်ကိစ္စမျိုးတွေစံစီစေစားဆက်မှုဆိုင်ပြိုးစိန်စာဥစာတန်းစာတော့ကုံစာတော့ဆိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေပို့ပြီးတော့ဦးစားပေးစူးစမ်းတင်ပါတယ်အိနွေဆိုင်နွေအဆောက်အဦနဲ့ပတ်သက်တဲ့အဝယ်အယောက်အငှားအဆောက်အလုပ်အဲ့ဒါမျိုးတွေဦးစားပေးစူးစမ်းတင်ပါတယ်ဒီနေ့ဝေသားမိမိတ်ဆွေတွေကံရဲ့အပံမိုးရဖို့ဆိုရင်ညီညိုရအောင်လို့ခရမ်းရအောင်လို့မရမ်းရအောင်လို့မြန်မြန်ပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါ ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုစာအုပ်ကလေးတောက်အစဉ်မြေတင်တော်တဲ့စာအုပ်ကလေးတောက်အုပ်နဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းဒီနေ့ကံကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေကတက်ကနန်းသုံးကနန်းတင်းငင်းတွေသားသမီးမိတ်ဆွေတွေကအုံနှုတ်ခေါက်ဆွဲညစွာဖရားမှာပဲလှူတူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအေတာလေးနဲ့အတူကံရင်အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့သတင်းမဟာတအားကြီးတဲ့တင်းငင်းလာသားသမီးမိတ်ဆွေများဒီလိုနေ့တွေကိုဟောရတော့ဝမ်းသာစေရပါမယ် လုပ်ငန်းဟောင်းရည်ရွယ်ချက်ဟောင်းတွေပြန်ပြီးတော့အကျိုးထူးတတ်တယ်။ဒါကြောင့်ခက်ခဲတင်းကိုကြံ့ကြာနေသောယထာနာထာကြရသောလုပ်ငန်းဟောင်းရည်ရွယ်ချက်ဟောင်းတွေရှိရင်ပြန်ကြိုးစားသင့်တယ်။ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်၊ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလှုပ်ဖော်ကံပက်တွေနဲ့ပြန်လည်စုံစည်းရတတ်တယ်။တာသမီအောက်လက်ငယ်သားညီကိုမောင်နှမတပည့်တပန်းတို့အတွက်ဝမ်းသာစိတ်ချမ်းသာစရာလေးကြီးလေကြားကြုံရတတ်တယ်ပြု။ဝင်ရောဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာလိမ့်မယ်။ အိမ်ဆောင်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အလှူမင်္ဂလာပွဲလမ်းသဘင်ရည်ရွယ်ချက်တွေလည်းအောင်မြင်မဲ့အချိန်ဖြစ်ပါတယ်ကဲကို့အလှဲ့တော့ရောက်ပြီပြို့ငွေအားလူအားအကြညာအသုံးပြီးတော့ပျော်ပျော်ကြီးစူးစမ်းလိုက်ကြအောင်ပါလို့နော်ဒင်းလာသားသမီးတွေကံရဲ့အပါမို့ရဖို့ဆိုရင်အစိမ့်ရောင်များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွယ်ပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရေးခွက်လေးတစ်ခွက်နဲ့တို့ခောက်ပြီးတော့ဆူတောင်းဒီနေ့ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနန်းတွေက၄ကနန်း၂ကနန်း ဲနာသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်ခလေးတွေကိုပျော်သွားအောင် မုံဝေကျွေးတဲ့ကုသိုလ်ပြုပါတို့မဟုတ်ကိုဝင်းဆောင်အမျိုးသမီးတို့မိဖွားကသာယက်သားလာသားကလေးတွေနဲ့ပတ်သက်လို့ကလေးဝတ်တဲ့စေဝါအစားအသောက်အဝတ်အထည်လူတန်းထောက်ပံ့တဲ့ကုသိုလ်ပြုပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့အစဉ်လာတအားကြီးတဲ့အင်္ကာသားသမီးမိတ်ဆွေများဒီလိုနေ့တွေကိုဟောရတာတော်တော်စိတ်ချမ်းသာစရာပါပဲမတင်မတ်တဲ့အကူအညီကောင်းအပံပိုးကောင်းတွေရတတ်တယ် ကိုမှာအခက်အခဲဒုက္ခပြဿနာတစုံတရာကြုံနေရင်ပြေလျာပြေလေကြောင်းအေးရအေးကြောင်းကုညီပံမှုမဲ့သူတွေပေါ်လာလိမ့်မယ်ကဲကိုဘွားမှာရေနစ်နေတဲ့အခါမှာမေခလာပေါ်လာတယ်လို့မျိုးကဲတင်ရှင်ပေါ်လာတတ်ပါတယ်ဘာသာရေးတွေအဋ္ဌံကုသိုလ်ကောင်းမှုတွေဖိဖိစည်းစည်းလှုပ်လေလေကံကလည်းကောင်းလေလေဖြစ်လိမ့်မယ်ပြည်တွင်ပြပကောင်းတော်ခီးတွေလည်းတွားရတယ်ပညာရေးတို့သင်တန်းတို့စုတို့နဲ့ပတ်သက်ပြီးတော့လည်းအခွင့်အရေးကောင်းတွေပေါ်တတ်တယ်ငွေကံပစ္စည်းကံတွေကောင်းနေတယ်အဲ့တော့ထီပေါက်မဲပေါက်စုရရာဓုတိုးတယ်လို့ ကန်ထူးနိုင်တဲ့အချိန်ဖြစ်ပါတယ်ဆွေမျိုးရင်းမိတ်ဆွေရင်းလောက်ဖို့ကန်ဘက်တို့တွေတော့ပူပင်တော့ကလေးနည်းနည်းကြီးတတ်တယ်အင်္ဂါသားသမီးတွေကန်ရပါမို့ရဖို့ဆိုရင်တော့အဝံရောင်းလို့ရွှေရောင်းလို့လိမ်မော်ရောင်းလို့များများပါတော့အဝိအစားသုံးဆောင်လေးကိုအားပြုပြီးတော့ဝယ်စံလုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုပိုက်ဆံလေးတစ်ရက်ဗာပတ်ဆံပြည့်ပြည့်ပတ်ဆံလေးတစ်ရက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းကန်ကောင်းလက်ရွှေစိမ့်မယ်နံပါတ်တွေကဏ္ဍတွေက၅ကဏ္ဍ၃ကဏ္ဍအင်္ဂါသားသမီးတွေကန်ရအပါမို့ရဖို့ဆိုရင်စေဝါအလှူ ဒါမှမဟုတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်ကောင်းမှုတစ်ခုခုပြုပြီးတော့ကံရဲ့အပံပိုးရရှိကြပါသည်ခင်ဗျာဆက်လက်ပြီးတော့ယရနာအထုတ်တွေနဲ့မြူးမဲ့မဟာဗုဒ္ဓတို့အလက်ဒီလိုကိန်းဝင်ဟောပါတာတော့အားရစရာပဲငွေရလူဝါအကြံဉာဏ်အားတွေတုံးပြီးတော့လက်ရှိလုပ်ငန်းတွေကိုတိုးမလားချဲ့မလားအချိန်မြင့်မလားလုပ်ငန်းအသစ်အစီအစဉ်အသစ်တွေစမလားကောင်းတယ်အပြိုင်ဆိုင်ဈေးကွက်ပြိုင်လုပ်ငန်းပြိုင်ပညာပြိုင်ကဲနော်အပြိုင်ဆိုင်အကျင့်နဲ့စူးစမ်းမယ်ကိစ္စတွေကောင်းတယ် တဒင်းကောင်းဧည့်သည်ကောင်းတွေကိုစီကိုရောက်လာတတ်တယ်။ကိုလည်းပဲခရီးသွားပြီးလောက်တဲ့အလုပ်အဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်လုပ်တဲ့အလုပ်ပြီးကောင်းတယ်။နည်းနည်းလေးတော့ပင်ပန်းမယ်။တို့တော့မောဝါကျိုးနဲ့မယ်ပင်ပန်းကျိုးနဲ့မယ်အချင်းဖြစ်ပါတော့ကြောင်းကဲလုံကြီးတို့တို့တွင်နေဝိလောဝင်ကတော့မှကြိုက်ပြီးတော့ပျော်ပျော်ကြီးကြိုးစားကြပါစို့ဗုဒ္ဓသားသမီးတွေဒီလိုကိန်းမျိုးမှာကံရင်အပါမို့ရဖို့ဆိုရင်တော့အကွက်အပြောက်အဆက်အပြောက်အကြောင်းကြားတွေများများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါ မြောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုတည့်ရက်ဂိုင်းလေးတစ်ဂိုင်းဒါမှမဟုတ်တည့်ရက်ယူအထုတ်ကလေးနဲ့တို့ခောက်ပြီးတော့ဆူတောင်းဂန်ကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းလေးကလေးကနန်း၆ကနန်းဗုဒ္ဓသားသမီးတွေကတန်ပရာကြီးကဲမြတ်စွာဘုရားမှာပဲလှူလှူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုတန်ပရာကြီးလှူဒါန်းတဲ့ကုသိုလ်လေးပြုပြီးတော့ဂန်ရဲ့ဘာကိုရရှိကြပါသည်ခင်ဗျာဆက်လက်ပြီးတော့ရနာသေးမဲ့ကဲဂျာတာပရိကိုအခါပေးရအောင်ပြုဂျာတာပရိသားသမီးတွေပိုက်ဆံရေးကြီးကြီးပြောင်းကန်ပြီးတော့ပျော်ပျော်ကြီးကြိုးစားမယ်ချိန်ရောက်ပါပြီလို့ ငွေကန်ထူးထူးရရပွင့်လန်းတတ်တယ်ရရန်ပေးရန်ကိစ္စတွေနော်ကျွေးတောင်ကျွေးယူပတ်ဆန်ချီအဲ့ငွေနဲ့ပတ်သက်တဲ့ကိစ္စတွေအလွန်ကောင်းတယ်တံမိုးကြီးပစ္စည်းဝယ်ချင်တာဖြစ်ဖြစ်ရောင်းချင်တာဖြစ်ဖြစ်ဒီလိုနေမျိုးမှာအားခဲပြီးတော့စူးစမ်းတဲ့နိုင်ငံခြားနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းအခြေအနေကောင်းတွေပေါ်လာပေါ်လာတတ်တယ်ကို့မှာအချိန်ပြည့်တဲ့အတွက်ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေကိုကဲဘသူ့ကိုငါဦးလေးထူထောင်ပေးမယ်ရော့ဘသူပညာရေးစိတ်ငါလှူဒန်းပေးမယ်အဲ့ဒါလိုကိုကြီးထောက်ပံ့ပေးကမ်းနေတဲ့အခြေအနေတွေပေါ်လာတတ်တယ် အနှစ်နှစ်လလကိုရည်ရွယ်မျှော်မှန်းနေတဲ့ဓာမိုးကြီးပစ္စည်းကဲရရှိဓာဝင်တတ်တဲ့ဂိမ်းမျိုးလည်းဖြစ်ပါသည်ခင်ဗျာဒီလိုဂိမ်းမျိုးမှာရေတွင်းရေကန်ရေပိုက်ကိစ္စလမ်းနဲ့နမိတ်သူ့အိမ်ငါကိုအိမ်သူ့ခြံစည်းကိုကိုခြံစည်းကိုဆိုတဲ့ကိစ္စလေးတော့နည်းနည်းလေးတတိထားအိမ်မွေးတိရစ္ဆာန်ခွေးကြောင်ကျက်ငှက်ကိုအကြောင်းပြပြီးတော့လည်းနည်းနည်းလေးစိတ်နှောက်ရပြရတာတယ် ရွေးသားသမီးတွေကံရဲ့ပံမိုးရဖို့ဆိုရင်တော့အဖြူရောင်းတို့ငွေရောင်းတို့မီးခိုးရောင်းတို့များများပါတော့ဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံသုံးစွဲပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုကစုံညွန့်ကလေးငါးညွန့်နဲ့ရိုက်ပုတ်ပြီးတော့စူတောင်းဒီနေ့ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေကနှစ်ကနန်းသုံးကနန်း။ကြာလွေးသားသမီးတွေကကံရဲ့အပံမိုးရဖို့ဆိုရင်ကြာစံကြော်ကြော်ချက်ချက်ပြုတ်ပြုတ်တုတ်တုတ်ညံ့စွာဖះမှာပဲလူလူအပေါင်းသမီးတွေကိုပဲဒါနာပြုပြုအေးဒါလေးနဲ့အတူကံရဲ့အပံပိုးရရှိကြပါစေခင်ဗျ။ဆက်လက်ပြီးတော့စိန်ရွှေကြောက်ယရနာတွေကို ဇဲတောက်တာကစားမဲ့တောက်ကြသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကလေတို့လို့တို့လို့မတင်မကြမရေမြန်လေးတွေရှေ့တူဝမလို့နောက်ဆွာမလို့ခြေုံချတော့ကိစ္စလေးတွေဖြစ်လာတတ်တယ်လူကစိတ်တကြခြင်းတို့လက်မိုင်ချခြင်းတို့ဆိုတာမျိုးတွေဖြစ်လာတတ်တယ်ဒုက္ခအနေပြဿနာကြီးမှမဟုတ်ပေမဲ့အဲစိတ်စနောက်ဇနင်းဖြစ်စရာလေးတွေရှိလာတတ်တယ်ကိုယ်ကလက်သူများတွေကိုစိတ်တိုင်းမကြကိုယ်ကလက်သူများတွေကိုကိုယ်ကသူများတွေလည်းကိုယ်အမြင်မကြီးဒါမျိုးတွေဖြစ်တတ်တယ်မလေးအင်ကားထွက်သွားရင်ကောင်းမလားတို့အလောက်ကနေထွက်ရင်ကောင်းမလားတို့ငါဘုံကြီးတော့ဝင်ကောင်းမလားဒီလိုက်ချင်တော့ဝင်ကောင်းမလားဆိုတာမျိုးတွေ စိတ်နဲ့ကိုယ်နဲ့မကဖြစ်ပြီးတော့အမာယွင်းအလွဲချော်မြတ်တတ်တာလေးတွေတတိပြုရမယ့်အချိန်ဖြစ်ပါတယ်သို့တော့ဒီလိုအချိန်မျိုးမှာလေနိုင်ငံသားနဲ့ပတ်သက်တဲ့ရွေးချယ်အစီအစဉ်တွေလေလံ contract ဆန်ဆန်လုပ်ငန်းမျိုးတွေပွဲစားအကျိုးဆောင်ဆန်ဆန်လုပ်ငန်းမျိုးတွေသူတို့ပွဲတို့ယာတို့ဂုံတို့နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေကြတော့အလွန်ကောင်းတယ်အထက်အလိပ် ठी ဖက်နဲ့လျှက်စစ်ပစ္စည်းဓာတ်စီဒီဇယ်တတ်တုနှံနွားအဲ့ဒါလိုကိစ္စတွေဥစားပြီးစူးစမ်းတင်ပါတယ်။နောက်ကြသားသမီးတွေကံရဲ့ပါမို့ရဖို့ဆိုရင်တော့အနဲ့ရောင်အယောင်ရင့်ရင့်များများပါတော့ဝယ်စားသုံးဆောင်တွေကိုအာတူပြီးတော့ဝယ်စံလုံးဆွဲပါ။ ရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုဓာတ်မီအားကောင်းကောင်းသုံးဖို့ဖုံးမီနဲ့ထိုးပြီးတော့ဆူတောင်းတန်ကောင်းလက်ချွင်စေမဲ့နံပါတ်တွေကဏ္ဍတွေက9ကဏ္ဍ9ကဏ္ဍတောက်ကြသားသမီးတွေဒီလိုနေမျိုးမှာကံရဲ့အပါမို့ရဖို့ဆိုရင်တော့တန်ရှင်းရင်းနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်ကိုပြုအောင်တန်ရှင်းရင်းနော်ဘုရားစီတီဇေယျတစောင်းကျောင်းကနေမှာတန်ရှင်းလောက်တာပဲဖြစ်ဖြစ်သွားလိုက်စေတို့ဆက်ပြတို့တပုတ်တန်တပည့်စီအမိုက်တောင်းတို့လူဒါနဲ့ကုသိုလ်မျိုးပဲဖြစ်ဖြစ်ပြုလုပ်ပြီးတော့ကံရဲ့အပံပိုးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့စနေသားသမီးများအခြေဘွားစီမဲ့စနေသားသမီးတွေဒီလိုနေ့ဒီမှာကလေ စိတ်လိုက်မှန်ပါအပြောမှအလုံးမှငွေမှပစ္စည်းမှကိစ္စလေးတွေနည်းနည်းတရိထားသူတပန်းအဆိုးကကိုအဆိုးသူများအလုံးကကိုအလုံးသူများအမှားကိုအမှားတွေဖြစ်ကုန်တတ်တယ်ကိုကိစ္စအပြင်ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရရွာကိစ္စတာရေးနာရေးမနိုင်ဝင်နေထမ်းရတတ်တယ်ဒီလိုနေ့ဒီမှာကိုအတွက်ပဲဖြစ်ဖြစ်မိသားစုတွေအတွက်ပဲဖြစ်ဖြစ်ပညာရေးနဲ့ပတ်သက်တာတွေတင်နန်းစုအပွဲရာထူးဂုံနူးကိစ္စတွေဖုန်းကိစ္စမြေကိစ္စအမွေကိစ္စ အဲ့ဒါတွေတော့ဦးစားပေးစူးစမ်းတင်တယ်ရွှေရတနာပစ္စည်းလက်ဝတ်လက်စားဝယ်ယူစုဆောင်ပေါင်နှံချင်းငားတဲ့ကိစ္စမျိုးလည်းအောင်မြင်နိုင်ပါတယ်စနေသားသမီးတွေကံရဗာမိုးရဖို့ဆိုရင်တော့အဝါရောင်တို့ရွှေရောင်တို့လေမောင်ရောင်တို့များများပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးသွဲပါရောင်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်ခဲလေးတစ်ခဲနဲ့တိုးခေါက်ပေးစုတောင်းကံကောင်းလိုက်ရွှေစင်းမဲ့နံပါတ်တွေကနန်းတွေက9ကနန်း10ကနန်းကံရအပမိုးရဖို့ဆိုရင်တော့ပညာရေးနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်ပြုပြီးတော့ကံရအပမိုးရရှိကြပါစေခင်ဗျာ